လက်ရှိမှာတော့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလေးရရှိနေတဲ့လက်တထေးကြီးဦးမျိုးသက်ဟာအခုချိန်မှာတော့တိမ်မောင်းတောင်းချီချမ်းသာနေပြီဖြစ်ပေမဲ့သူမဟာတော့အတန်ပညာအားနည်းတဲ့လက်သမားတယောက်ဘဝကနေရောက်လာသူလည်းဖြစ်ပါတယ်။အတန်ပညာမတတ်တဲ့ဘဝမှာလက်သုံးအေကနွားတချင်းပိုက်ဆိုင်မှုနဲ့သူ့ရဲ့ဘဝကိုအသက်15နှစ်အရွယ်ကနေစတင်ပြီးရုန်းကန်ခဲ့သူပါ။ဒီလိုမျိုးဘဝကနေရသမျှတွေကိုစုဆောင်ရင်းနဲ့အခုဆိုရင်တော့ဦးမျိုးသက်ဟာလက်အေကပေါင်းများစွာတရားကျော်ကိုပိုက်ဆိုင်ခဲ့တာဖြစ်ပြီးခြံလုပ်ငန်းတွေကိုပါတိုးဆဲလုပ်ကန်နေတဲ့လက်သထေးကြီးဖြစ်နေ ခဲ့တာပါဒီလိုမျိုးချမ်းသာတိုးတက်လာတဲ့အကြောင်းရင်းကတော့ဦးမျိုးသက်ဟာသူ့ရဲ့လုပ်ငန်းကနေရတဲ့ဝင်ငွေတွေကိုလက်ဖက်ရည်ဆိုင်ထိုင်ဖို့တောင်မှမတုံးမပြုတ်ပဲအကုန်လုံးလုပ်ငန်းတွေကိုပြန်ထည့်ကစီးပွားရေးလုပ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီလိုမျိုးသက်ရွယ်ရောက်လာတဲ့အချိန်ထိလယ်နဲ့အိမ်ကလွဲပြီးဘယ်ကူမှလည်းမသွားဘူးတာလည်းမရှိပါဘူးသူ့ရဲ့တဆိုင်မမတ်စူးစမ်းပြီးစီးပွားရေးဖြစ်ထွန်းလာတဲ့နေလန်းကတော့လူငယ်တွေအတူယူစီရပဲဖြစ်ပါတယ် အမှုပညာလောကတွေကထိတ်တန့်တစ်ဖေးကြီးတူနဲ့စစ်သူတွေဖြစ်နေကြကြောင်းသတင်းတွေထွက်ပေါ်လာတဲ့မေးမြစ်မှုနမကြီးထိတ်တန့်ရုပ်ရှင်ပရိုဂျူဆာတစ်ဖေးကြီးကိုပိုဆန်းနဲ့စစ်သူတွေဖြစ်နေကြပြီလို့ရှင်းပြပေးခံနေရတာကတော့ရုပ်ရှင်မင်းသမီးမေးမြစ်မှုပဲဖြစ်ပါတယ်မေးမြစ်မှုကတော့အမတီဖိုးကနေပြည်သက်တွေရင်းနှီးလာခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကိုပိုင်စီဝါရေးနဲ့အောင်မြင်နေတဲ့ထိတ်တန့်မင်းသမီးတယောက်လည်းဖြစ်ပါတယ်ပုံမှန်အဖြစ်တော့အမတီဖိုးကမင်းသမီးချောမြသူဟာ ချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေနဲ့လက်ထပ်ပြီးတော့တရားပြောရှင်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့တယ်ဆိုတာကတော့အများကအားလုံးသိကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းမင်းမြင့်မို့ကတော့ပသိမ်မြို့မှာအဆင့်မြင့် five star hotel ဖွင့်လှစ်ခြင်းကိုပိုင်နာမည်နဲ့ပိုးချေထဲများကိုရောင်းချခြင်းနာမည်ကြီး skin care တွေကိုဖြန့်ချီခြင်းစတဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့အောင်မြင်နေတဲ့သူတို့လည်းဖြစ်ပါတယ်။အားကြောင့်လို့လေသူမရဲ့ချမ်းသာကြွယ်ဝမှုကတခြားမင်းသမီးတွေထက်ဆိုင်ရင်ထူးခြားနေတယ်လို့ပြောရမှာပါ အတန်တမီကလည်းပြင်ဦးလင်ကသဲမောင်း9000ဂျော်ဒန်မြေွက်ကြီးတစ်ခွက်ကိုလည်းဝယ်ယူခဲ့တယ်ဆိုတဲ့သတင်းတွေကပိုက်သက်တွေကြားထဲမှာဟိုလေးတကြောကြောဖြစ်သွားခဲ့ရပါတယ်ဒီလိုမျိုးသူမရဲ့အောင်မြင်ချမ်းသာကြွယ်ဝမှုကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတစ်ထည်ကြီးတူရဲ့စစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့သတင်းဟာတော့တချို့ပြည်သက်တွေကြားထဲမှာပြန့်နှံ့လို့လာခဲ့ပါတယ်အရင်ကတော့မြင့်မြင့်မဟာရုပ်ရှင်လောကတွေကအေးချမ်းမောင်နဲ့ချစ်ဆက်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့မှုပါတယ်ဒါပေမဲ့လည်းအဲ့ဒီနောက်ပိုင်းမှာတော့ထိတ်တန့်ခရိုနီတစ်ထည်ကြီးတူနဲ့စစ်သူတွေဖြစ်နေပြီး ချမ်းသာကြွယ်ဝနေတယ်ဆိုတဲ့သတင်းကတော့ပို့ပြီးတော့ကြေပြတ်လွတ်လာခဲ့ပါတယ်။ပေါ်လင်းလင်းပြောလာသူကတော့အနုပညာလောကရဲ့အကြောင်းအရာတွေကိုအမေရိကန်နိုင်ငံကနေဖော်ထုတ်လျက်ရှိတဲ့ writer ပြည်ဟင်းတီဟာပဲဖြစ်ပါတယ်။ writer ပြည်ဟင်းတီဟာရဲ့ပြောကြားချက်တွေအရမင်းမျိုးမူရဲ့လက်ရှိဘဝကိုလွှမ်းမိုးထားသူကတော့ရုပ်ရှင်ထုတ်လို့ရေလောကမှာလွှမ်းမိုးထုတ်ကန်ထားတဲ့ထိတ်တန့်သတင်းကြီးကိုပိုဆန်းဖြစ်တယ်လို့သိရပါတယ်။မင်းမျိုးရဲ့ချစ်သူကကိုပိုဆန်းဖြစ်နေပြီးသူ့ကိုထိတ်တန့်ကယ်တင်မင်းသမီးဖြစ်အောင်လို့စင်တယ်ပေးခဲ့တဲ့သူပါ။ ဖိုက်တာပြည်ဟင်းတီဟာကတော့အရေးမွတ်လေးတခုလိုမျိုးပြောကြားခဲ့ပါတယ်။ကိုဘိုဆန်းဆိုတာကတော့မြန်မာရုပ်ရှင်လောကမှာလက်ရှိလွန်မိုးချုပ်ကန်ထားတဲ့ပရိုဂျူဆာထုတ်လို့ရတဲ့တရေကြီးတူလည်းဖြစ်ပါတယ်။နမကြီးရုပ်ရှင်ဇာကားများစွာကိုလည်းထုတ်လို့ရကူးသူဖြစ်ပြီးအေဂျင့်မောင်မင်းမြတ်မို့အပါဝင်နမကြီးမင်းသားမင်းသမီးတွေကိုတင်တင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ဒီတရေတွေရဆိုရင်မင်းမြတ်မို့နဲ့ကိုဘိုဆန်းတို့ဟာလိုအပ်ချက်သူတွေဖြစ်နေကြပြီးတော့မကြခင်မှာမင်္ဂလာဆောင်တော့မယ်လို့လည်းသိရပါတယ်။ဒါဆိုရင်တော့မင်းမြတ်